မင်္ဂလာပါသားတို့သမီးတို့ရေဒီချဲကတော့ Crisis မြန်မာစာကိုတင် जा ပေးမဲ့ဒီချဲ Agree ပဲဖြစ်ပါတယ်အခုတင် जा ပေးမဲ့သင်ငန်းစာခေါင်းစဉ်လေးကတော့ကံပေါင်း3ကျိုးတွဲကြပြလေးပဲဖြစ်ပါတယ် ံပေါင်းလို့ရေးထားပေမဲ့တကယ်တကယ်ဒီချေရိုးအတန်ထွက်ပြောဆိုရဲ့ခါမှာတော့ကံပေါင်းဆိုပြီးပြောရည်နော်။ကဲတားရသမီးတို့ရေကံပေါင်းကပြားလေးကတော့3ချိုးတွဲကပြားလေးပဲ ဖြစ်ပါတယ်။3ချိုးဆိုတာကတော့အချိုး3ချိုးပါတဲ့ကပြားမျိုးပဲဖြစ်တယ်။ကံပေါင်းကပြားဟာ3ချိုးကပြားလေးတွေကိုတွဲဆက်ပြီးရေးသားထားတဲ့3ချိုးတွဲကပြားအမျိုးအစားဖြစ်ပါတယ်။ဒီကပြားလေးမှာဆိုရင်တော့ ်ဧကယံဧကယံဩကယံအင်းကယံအာကယံဧကယံဥကယံနဲ့ဧကယံတို့ပါဝင်ပါ रे ကိုကဲဒါဆိုရင်တော့အခုဒီချေကကံပေါင်းကြပြကိုစအဆုံးတစ်ခေါက်ရွပြပေးမယ်အားလုံးသိကြနားထောင်ထားကြเนาะကံပေါင်းကံပေါင်းကို အလေသွားဆိုလိုက်မလားအထွေးရီ မြူးကြမယ်လေရနတ်ငယ်ဝေးလေပြေကအေးပဒုံမာကြာနီမင်းကသင်းပြန့်ပြန့်မှွေကံလေမာဖော်မမီးတဲ့ကြာငုံကြီးတကိုရောမိုးဝတို့ညောပြုံးလို့သာမော်ပျော်ရှာထင့်လေရေနန်းသူသူ့အစင်းမှာဝင်းပပအေး ကံရည်ပြင်းငိမ့်ငိမ့်သက်မှာပိမ့်ကြရွက်လှေငယ်လိုစီးမယ်လို့ဆိုရီးလေးတန်ချိုချိုတီဆိုလို့မြူလေးပြေတုံတုံဖွေလို့လှိုင်းရွေ့ရွေ့လူကဲအခုဒီချေရပြခဲ့တဲ့ကံပေါင်းကပြားလေးကိုရော20ရာစုနောင်ပိုင်းမှာဆီယာမနုရင်ကရေးဖွဲ့ခဲ့ခြင်းပဲဖြစ်ပါတယ် ကဲကြပြာမှာရှိတဲ့စကလုံးလေးတွေရဲ့အသေးပဲကိုနားလည်ဖို့ကတော့တားရသမီးတို့ကခက်စစ်လေးတွေကိုလေ့လာစက်မှတ်ထားကြရမယ်နော်အခုဒီချေကခက်စစ်ဒိဗယ်လေးတွေရှင်းပြပေးပါမယ်ကံပေါင်းရေကံပက်လေတွင်ဖို့လုတ်ထားသောမြေယိုးတကူရောတယောက်ထီးတီဘရုံမာကြာရိုးတံမာ၍စူးရှိသော အများအားဖြင့်ပန်းရောင်အပွင့်ကြီးပွင့်သော จาမျိုး5ပါးဝင်จาတမျိုးမြူပျော်ရွှင်ဝမ်းသာ၍လှုပ်ရှားသည်ကြွရွလှုပ်ရှားသည်ယနတ်ကောင်းသောအနံရေနန်းသူရေတွင်ပေါက်သောကြာပန်းလေပြေညင်းသာစွာတိုက်တော်လီအစင်းရုပ်တွင်ပြင်းနှင့်အယောင်အသွေးကဲ ဒါဆိုရင်တော့အခုဒီချေကဒီကပြားလေးရဲ့စုံလွင်ရင်းဒိဗယ်လေးတွေကို ရှင်းပြပေးပါမယ်နော်။ကံပောင်ကို အလဲသွားဖို့အမကြီးကခေါ်နေပါရဲ့။ကံထဲမှာလဲရုံမာကြာပန်းကြီးများ ပွင့်နေသည်ကိုတွေ့ရပါရဲ့။လေအဝှေ့မှာကြာပန်းနံ့တွေဟာမှွေးနေပါရဲ့။ကံလဲမှာကြာငုံကြီးတငုံလေကောင်းငင်ကို မျောကြည့်နေဟန်ဖြင့်ရှိနေပါれ။ကြောင်ငုံကြီးရဲ့မျက်နာမှာပြုံးရောင်တန်းနေပြီ။အဲ့ဒီကံလေးထဲမှာပေါက်နေရသည်ကိုပျော်နေတဲ့ပုံပေါ်နေပါれ။ထိုမြင်ကွင်းကိုမြင်ရသူတိုင်းဟာ စိတ်ဘဝင်အေးရပါれ။လေငြိမ်နေတဲ့အခါမှာလဲကံရည်ပြင်းမှာကြည့်ရမရှိပဲငြိမ်သက်နေပါれ။ငြိမ်သက်နေတဲ့ကံရည်ပြင်းမှာ ပိန်းကြရွက်ကိုလှေလုတ်ပြီးစီးဖို့စိတ်ကူးထားပါရဲ့။ရီးလေးလေးရီးလေးလေးလို့တံပြိုင်ဆိုနေရင်နဲ့လှေစီးနေကြပါရဲ့။အဲ့ဒီချိန်မှာပဲလေပြေလေးကဝှေ့တိုက်လိုက်တဲ့အတွက်လှိုင်းအွေ့မှာစိတ်ကူးတဲ့ကပိန်းကြရွက်လေကလေးလူးသွားတယ်လို့ထင်ရပါရဲ့ကွယ်။ကဲတောက်သမီးတို့ကြီးကြာငုံပန်းဟာ ြုံးနေပျော်နေမော်နေဟန်ရှိပါတယ်။ရေတွင် ပေါက်နေတဲ့အဲ့ဒီကြာပန်းကုန်ရဲ့အသွင်ဟာအယောင် တဝင်းဝင်းနဲ့ကြီးရှုသူရဲ့ရင်ကိုအေးမြစေပါတယ်။ရေကန်ရဲ့ငြိမ်သက်နေတဲ့ရေပြင်မှာပိန်းကြရွက်ဟာလှေငယ်ကဲ့သို့ စီးမျောနေသည်ကိုလည်းတွေ့ရတယ်။လေပြေလေညင်းတို့ရဲ့တိုးဝိတ်တိုက်ခိုက်မှုကြောင့်တရွေ့ရွေ့နဲ့လူးနေတဲ့ရေလိုင်းပေါ်မှာ ကြာရွက်လင်ငယ်လေးကိုစီးရင်ရီးလေးတံကိုချွတ်ချွတ်လွင်လွင်နဲ့တီဆိုပါကပျော်ရွှင်မြူးတူးပွဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီကဗျာလေးမှာတွေ့မြင်ရပါမယ်ဖြစ်ပါတယ်။ကဲဒါဆိုရင်တော့အခုဒီချေကဒီကဗျာလေးရဲ့မှာပါဝင်တဲ့ကြာပင်လေးအကြောင်းကိုဘ ഹു သုတလေးညီနဲ့ပြောပြပေးခြင်းပါတယ်။ကြာပင်ဟာရေကန် AI ချောင်းယိုကန်းဆက်တွေမှာပေါက်လေးရှိတယ်။အမြင့်တွေဟာ ပွားပြီးရှို့ညွန်များကို ကုတ်တွေထားကြပါရဲ့။ကြာရွက်ဝိုင်းတွေဟာ ရေပေါ်မှာအမြဲတမ်းပေါ်လေးရှိတယ်။ကြာပွင့်တွေဟာကြာရွက်ဝိုင်းများကြားကနေပြီးတော့ရေပြင်ပေါ်မှာငွားငွားဆွင်ဆွင်ပွင့်တတ်တယ်။ငွားငွားဆွင်ဆွင်ဆိုရဲ့အဓိပ္ပာယ်ကတော့သူ့တကိုယ်ရဲကိုကြီးကြီးမားမားကြဲကြဲပြန့်ပြန့်ပွင့်နေရဲဆိုရဲ့အဓိပ္ပာယ်လေးရတယ်။ပွင့်ညာတစ်ခုမှာကြာပွင့်တစ်ပွင့်ပဲပွင့်နေ။ရေကန်အင်းအိုင်တွေမှာ ကြာပြူကြာညီကြာညိုတို့ကိုအတွေ့ရများပါတယ်ကြာမျိုး၅ပါးရှိတယ်၎င်းတို့ကတော့ကုမှုဒရာကြာကြာပုံနရိပ်ပဒုံမာကြာကြာညီကြာညိုတို့ပဲဖြစ်ပါတယ်အဲ့ဒီကြာ၅မျိုးအ내မှာပဒုံမာကြာကတော့အလှဆုံးပဲဖြစ်တယ်အလွန်အံ့ဩဖွယ်ကောင်းတဲ့ကြာတစ်မျိုးကိုရောတောင်အမေရိကတိုင်းမှာရှိတဲ့အမေဇုန်မြစ်ကမ်းတစ်လျှောက်မှာ တွေ့ကြရတယ်။ Victoria Gia လို့ခေါ်ပြီးတော့သူ့အရွက်ရဲ့အချင်းက6ပေကနေ9ပေအထိရှိပြီးတော့အဲ့ဒီကြာရွက်အပေါ်မှာလူတယောက်ကောင်းကောင်းရက်နေနိုင်ပါ रे ကွယ်။ကဲဒါလေးကတော့ကြာနဲ့ပတ်သက်တဲ့ဘုသူတလေးပဲဖြစ်တယ်။အဲ့ဒီတော့ကဗျာလေးရဲ့အဓိကအချက်ကလေးတွေကိုပြန်သွားကြရအောင်နော်။ရေကန်မှာကြာရှိမှတင့်တယ်တဲ့ ဗြုံမာကြာဝင်ကြီးကလှပသလိုကြာဘူးကြာငုံများကလည်းလှပပါရယ်။ကြာပန်းရက်နဲ့တင်းပြတ်မှွေးကြိုင်နေတဲ့ကြာကန်နေရှိတဲ့ကျေးလက်ရှုကင်းဟာချီနူးပွဲကောင်းလာပါရယ်။မိုးပြပြအောက်ရှိကံရည်ပြင်းငိမ့်ငိမ့်ပေါ်မှာပိန်းကြရွက်ကိုလှေလုတ်ပြီးစီရရင်ပျော်စရာကောင်းတယ်လို့ယူဆပြီးပျော်မြူးနေတဲ့ကလေးငယ်တို့ရဲ့အသွင်ကိုမြင်ရောက်လာမိပါရဲ့ကွ။ဒါဆိုရင်တော့အခုသင်ငန်းစာလေးကို ဒီမှာပဲနားဝမယ်နောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်เนาะ